အားလုံးပဲမင်္ဂလာပါဒီနေ့ရတော့ရမန်ဖူလမ်မကြီးပေါ်စုကိုပေ40နှစ်လမ်းတောင်းကနမည်ကြီးနေတဲ့အမေသားအစိမ့်သုံးဆိုင်လေးကိုသွားဆမ်းလို့ပါအားလုံးပဲဘလော့လေးကိုစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာဒီဆိုင်လေးမှာကြာတော့ထိုင်းယိုးရအီဆန်အစားစာလေးအစုံလင်ရပါတယ်။ဈေးနှုန်းလေးတွေဆိုရင်ဘတ်90ကနေစပြီးတော့ဘတ်100ဝန်းကျင်လောက်သာရှိတာပါ။ဆိုင်ဖွင့်ချိန်လေးကကြာတော့ညနေ၄နာရီနောက်ပိုင်းဆိုရင်တော့စဖွင့်ပါပြီ။ ။စိုင်လိပ်စာလေးကိုတော့ bless location လေးချပေးထားပါမယ်။စိုင်နာမည်ကတော့မဖတ်တတ်လို့ပါ။ဒီနုံလေးဆိုတော့ဈေးရန်တန်နဲ့မှာ80တရားတရားအဲ့လိုမျိုးလေးပေါ့နော်60ဒါဆိုမမျိုးဟုတ်ပေါ့လဲရှိရဲဒီမှာမေတာပင်လေစာအပြင်ဝတ်တာပေါ့နော်အဲ့လိုမျိုးလေးကိုစားလို့ရတယ် ဒီဆိုင်လေးကကြတော့အမေသားစိမ့်သုံးနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတာပေါ့နော်သူရှိမှာအမေသားစိမ့်သုံးကိုအခုလိုမျိုးသွေးနဲ့လည်းတုပ်လို့ရတယ်ဒါမှမဟုတ်ဒီတိုင်းရိုးရိုးနဲ့တုပ်လို့ရပါတယ်ဘက်ကတော့သွေးနဲ့မစားရဲလို့ဒီတိုင်းရိုးရိုးလေးပဲမှားလိုက်တာပေါ့နော် အားလုံးပဲစကြပါအောင်ခင်ဗျာ bless မှာထားလေးရတော့ဒါပြောင်းမှုထောင်းလေးရဲ့ spicy beast လက်ရဲ့ပြီးရင်ကြက်ချစ်တော့စုလေးရဲ့ပြီးရင်တော့အမေသားစိမ့်တော့ရဲ့ပေါ့နော်ဒါကတော့ကြက်ဥကြော်လေးကိုမှပေးစိမ့်လေးနဲ့ကြော်ထားပါ bless အရင်စားကျင်နေရင် fry ကျင်နေတဲ့အားအမေသားအစိမ့်တော့သူကတော့လေသွေးတွေပါရင်ထည့်လို့ရတယ်ဒါပြ bless ကတော့သွေးမတည့်တာဘူးဆိုတော့ဒီတိုင်းလေးစားကျင်တယ်တော့မွေးလေးနဲ့ကုသိုလ်နဲ့မများခဲ့ပြီးသားရယ်ညီညာလည်းမရှိဘူးเนาะ သူသုံးပေးထားတဲ့ beef ကလေအရန်ဝါရမယ်တော့ထင်တာတော်တော်လေးကိုနူးညံ့မျိုးစားလို့ကောင်းတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းအမဲဆောင်ထက်လေးဆိုလဲဝါရတာထုတ်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 နဲ့ဝါလို့ကောင်းစားလို့ကောင်းပဲ bless mara ကလေးကကြတော့သွေးတွေပိုင်းနဲ့မတုတ်ပန်းနဲ့ပုံမှန်ထိုင်းရိုးရ eastern style လေးပဲတုတ်ထားတာပါ ဒါလေးကတော့အရေးတောက်လေးနေနဲ့ကြက်ချထောက်ဆွလေးမှာထားပါတခြားအရေးတောက်မှုဟင်းညိုလေးလည်းရှိပါတယ်သူရဲ့ကြက်ချတော့ဆွလေးရကြတော့ဇပလင်နန့်လေးရဲ့ချမ်းတန်တန်နန့်လေးရဲ့ ਨੇ တော်တော်လေးကိုမှုေးပြီးတော့တောက်လို့ကောင်းတယ်ဒါပေမဲ့အရှင်လေးကတော့နည်းနည်းလေးစူးတယ်ပေါ့နော်ကြက်ချတော့ယူလေးရတော့လုံးဝနူးအီပြီးတော့ဝါလို့ကောင်းမကောင်းဒါလေးရကြတော့ spicy beef လက်လေးပါ ။သူကတော့အစိမ့်သုံးမဟုတ်ပါဘူး။ဘီးပြေအကုန်လုံးကိုပြုတ်ထားပြီးသားပါ။သူ့ထဲမှာဆိုလဲအသားလေးတွေရောအမဲဆောင်ထက်လေးတွေလည်းပါတယ်ပေါ့နော်။သူကတော့တပွဲမှာဘက်90သားပေးရပါတယ်။သူ့ရဲ့ beast လက်ရတာလေးကြတော့စားလို့တော့ကောင်းတယ်။ဒါပေမဲ့သူတို့ထည့်ပေးထားတာလေးအရှင်များများဝါလာမသိဘူး။နည်းနည်းလေးတော့ရှင်ပါတယ်။ Easter style ဆိုတဲ့အတိုင်းအရတာကတော့ထိထိမိမိစားရပါတယ်။တော်တော်များအတော့တွေထဲမှာဆိုရင်ဒီဆန်လုံးမုတ်ကိုအတော့ပြတာပါနော်။ကြာမူထောင်းလေးပါ။ထောင်းလေးလည်းစုံစုံလေးရှိပါရဲ့။ จได้ยังหรอพอโอเคค่ะครับค่ะมันจะต้องมันจะรีเลนผ่านอะไรคุยไหนเว้ยตาหัวพิดีโอเรามาเทซ้ายเลยแล้วผมตีตีย้อนเนื้อจ่ะมาทำสุดท้ายนะเรื่องทน ါမယ်စက်တောင်မန်ကျော်ကလေတော်တော်လေးကိုစားကောင်းတာဒီလားအနံရောအရသာလုံးဝပြည့်စုံပြီးတော့ပြင်ပူပူလေးစားလီပူကောင်းလေးပဲပေါ့နော် bless အကြိုက်ဆုံးကတော့အမဲသားအစိမ့်တုံးနဲ့စက်တောင်မန်ကျော်ပူပြီးရောက်ကြိုက်ပါတယ်ပူလေပူလေအထောက်ထောက်ကပူရ တော့ဒီမှာ blast တက်ပြီးတော့စားလိုက်ပါအောင်ဗျာဒီတိုင်းလေး location နဲ့ချပြီးတော့ပါဗျာဆိုတော့အားလုံးပဲဘလော့လေးကိုဖုန်းကြည့်ကြရအောင်ဖြစ်ပြရအောင်ပါတယ်ဟုတ်ကဲ့ပါ